ဥပ္ပလောဝံထေရီမဝိထုဝါရီဘောခရပတ္တိဝအစရှိသောဤတရားဒေသနာတို့ကိုမြတ်စွာဘုရားသည်သရဝံကြောင့်တော်၌နေတော်မူစဉ်ဥပ္ပလောဝံမြရှိသော ထေရီမကို အကြောင်းပြုဟောတော်မူလေ၏ဝိထုကိုမရုဝါမင်းယတိဘာလောဟူသောဥပ္ပလောဝံထေရီမဝိထု၌ဟောသောဂါရာဤအဖွင့်၌အကျေချစ်အပြီးဒီသာလျင်ဒီထိုသကားမှန်ဤထိုဂါရာဤအဖွင့်၌တပါသောအခါစသောသကားကိုဆိုအပ်ပြီး တပါသောအခါများသွားသောလူအပေါင်းသည်တရားသဘေး၌ရန္တာတို့သည်လည်းကာမဂုဏ်ကိုမှီဝဲကြရအောင်တကားအဘဲကြောင့်မမှီဝဲပဲရှိကြကုန်အန်ဒီယဟန္တာတို့သည်ရှောက်သွေသောတိသားမဟုတ်ကြကုန်တောင်ဘူးလည်းမဟုတ်ကြကုန်သို့သောအသာရှိသောကိုခန္ဓာတို့သာဖြစ်ကြကုန်၏ထို့ကြောင့်ယဟန္တာတို့သည်လည်းကာမဂုဏ်ရှံသာကိုတာယာကြကုန်၏ဟုသောတကားကိုဖြစ်သေးကြလေကုန်၏မြတ်စွာဘုရားသည်ကြွလာတော်မူ၏ရှင်သာယဟန်ယခုငါဘုရားကြွလာတော်မူသည့်အခါ၌ အဘယ်မိသောသကားဖြင့်စည်းဝေးကြကုန်ပြီသနည်းဟုမေတော်မူသောကြောင့်အီမိသောသကားဖြင့်စည်းဝေးကြပါသည်ဖျားဟုနာတော်လျှောက်လက်သည်ရှိသောခြေသားရန်တို့ယဟန္တာတို့သည် ကာမဂုံရှမ်းသာတို့ကိုမတရားကြကုန်ကာမဂုံကိုမမိဝဲကြကုန်ဘရုံမာကြရွံ့၌ကြသောရေပေါက်သည် မလိန်ကြံတကဲ့သို့ မတီတန်းတကဲ့သို့သောနည်းရကြကြသွားသည်သာလျင်ဖြစ်တဲ့ကဲ့သို့၎င်းပုဿောက်ဖျား၌မုံကြီးစေသည် ကဉ္ကြီးတကယ်သူကဉ္ကြီးတကယ်သူမတီတန်းတကယ်သူစုံနေရကြာသွားသည်သာလျှင် ဖြစ်တကယ်သူ၎င်းထိုအရုယန္တာပုဂ္ဂိုလ်ဤစိတ်၌နှစ်ပါးအပြားရှိသောကာမသည်လည်းလိမ့်ကြံကဉ္ကြီးခြင်းမရှိ မတီတနိုင်ဟုမိန်တော်မူပြီလျင်အနုတန်ဒီသက်၍တရားတကားဟောကြလိုရာကဤကာရာကိုဟောကြတော်မူလေ၏ဝါရိပကရပတိဝအာရဂေရိဝသာသဘောယောနလိမ့်ပတိကာမေသူတမန်ပြုမိပြမနံ မောဂရပတိကြာရွဲ့၌ဝါရိရေပေါသည်နလိမ့်ပတိဤဝမလိမ့်ကြံတကဲ့သို့အာရကိပုသောဗျာ၌သာတဘောမုံညိစီသည်နသန္တတိဤဝမတိတကဲ့သို့ဧဝံထုအတူရော့ခြင်းသူသည်ကာမိတုကာမဂုံတို့၌နလိမ့်ပတိမလိမ့်ကြံတံထိုသူကောငါဗျာသည်ဗျာမနံဗျမနာဟု၍ပြုမိဟောတော်မူ၏ဒေသနာဤအဆုံး၌ များစွာသောသူတို့သည်သောတာပတ္တိဖူသတိတို့သို့ရောက်ကြလေကုန်၏ဥပ္ပလဝံထေရီမဝတ္ထုပြီ၏